မင်္ဂလာပါရှင်ခစ်တိမန္တလေးကနေဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမအဆုံးမြန်မာပြည်သူတွေကိုကူညီနိုင်မဲ့နီလန်လေးကူကိုလူခွင့်ရေးမဟာမင်းကြီးတင်ပြတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်မြန်မာပြည်သူတွေကိုတိတိယောက်ယောက်အကူအညီပေးနိုင်မဲ့နီလန်လေးကူကိုကုလသမဂ္ဂလူခွင့်ရေးဆိုင်ရာမဟာမင်းကြီးကတင်ပြဆွေးနွေးခဲ့ပါတယ်ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာကျင်းပခဲ့တဲ့ကုလသမဂ္ဂလူခွင့်ရေးကောင်စီညီလာခံမှာမြန်မာလူခွင့်ရေးဆိုင်ရာအစည်းအဝေးခန်းစာတစ်စောင်ကိုတင်သွင်းရင်း က်ကအဲ့ဒီအကြံပြုချက်တွေကိုထည့်သွင်းပြောဆိုသွားခဲ့တာဖြစ်ပါတယ်။သူကအာနာသိန်းစစ်တပ်အုပ်ချုပ်နေတဲ့မြန်မာနိုင်ငံမှာလူခွင့်ရေးအခြေအနေတွေဟာပုံမှုချက်တဲဆိုးရွားလာနေတာကိုအတည်ပြုခဲ့ပြီးတစ်ဖက်မှာလည်းမြန်မာပြည်သူတွေဟာအပြောင်းလဲအတွက်မျှော်လင့်ချက်တွေကိုကြမ်းကြမ်းခံဆုပ်ကင်ထားစေလို့ဆိုပါတယ်။လူ၄၀၀၀လောက်သေဆုံးခဲ့တဲ့မက်လ၂၈ရက်နေ့ငလင်းကြီးအပြီးမှာမြန်မာနိုင်ငံရဲ့အခြေအနေဟာပိုပြီးခက်ခဲလာကြောင်းဒါပေမဲ့ပြည်သူတွေကတော့ငြိမ်းချမ်းတဲ့ဒီမိုကရေစီနဲ့လူခွင့်ရေးတွေပြေဝတဲ့အနာဂတ်ကို ဆက်လက်မျှော်လင့်နေစေလို့တပ်ကစစ်ကောင်စီညီလာခံမိန့်ခွန်းမှာကောင်စီညီလာခံမိန့်ခွန်းမှာထည့်သွင်းပြောဆိုသွားပါတယ်။ မြန်မာပြည်သူတွေကိုထိရောက်တဲ့အကူအညီတွေပေးဖို့ဆိုရင်ကောင်စီနဲ့နိုင်ငံတကာအတိုင်ဝန်ကအဓိကလှုပ်ဆောင်နိုင်တဲ့အပိုင်းလေးခုရှိတယ်လို့သူကအကြံပြုထောက်ပြပါရယ်ပထမဆုံးလှုပ်ဆောင်ရမှာကတရားမျှတမှုနဲ့တာဝန်ယူတာဝန်ခံမှုတွေကိုရှာဖွေပေးဖို့ဖြစ်ပြီးအဲ့ဒီကောင်စီအောက်မှာနိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးရင်တပ်ဖြတ်မှုနဲ့အခြားဆိုးရုံမှုကျွလွန်သူတွေကိုထိရောက်စွာအပြစ်ပေးအရေးယူနိုင်ဖို့ဆိုတာတွေပါဝင်ပါရယ် ပြီးတော့မြမအရေးကိုအပြည့်ပြည့်ဆိုင်ရာရာဇုတ်ခုံရုံး ICC စီတင်ပြနိုင်ရေးလဲသူကတိုက်တွန်းခဲ့ပါတယ်ဒုတိယလိုအပ်ချက်ကတော့မြန်မာနိုင်ငံမှာပြည်သူအလုံးလေးစားကြမယ့်ဒီမိုကရေစီအရက်သားအစိုးရပေါ်ထွန်းလာအောင်ကူညီဖို့ဖြစ်ပါတယ်။ရိုဟင်ဂျာတွေနဲ့လူနည်းစုတိုင်းရင်းသားတွေကိုဖိနှိပ်ခွဲခြားဆက်ဆံတဲ့ဥပဒေတွေကိုဖယ်ရှားရမှာဖြစ်ပြီးအရက်သားတွေရဲ့အခွင့်အရေးတွေနဲ့မီဒီယာလွတ်လပ်ခွင့်တွေကိုကာကွယ်ရမယ်လို့ဆိုပါတယ်။ တတိယတောင်းဆိုမှုအနေနဲ့မျှတပြီးအစုဖွဲ့အားလုံးအတွက်အကျိုးဖြစ်ထွန်းစေမယ့်စီးပွားရေးမျိုးပြန်လည်တည်ဆောက်ဖို့ဖြစ်တယ်လို့တပ်ကပြောပါရယ်စစ်တပ်နဲ့စစ်တပ်အလို့တော်ကြီးအစုဖွဲ့တွေအတွက်ပဲကောင်းကျိုးဖြစ်ထွန်းနေတာမျိုးကိုခွင့်မပြုဘဲဂျမ်းမာရေးပညာရေးလူမှုဝန်ဆောင်မှုကဏ္ဍတွေအတွက်ရင်းနှီးမြှုပ်နှံဖို့လည်းလိုအပ်ကြောင်းသူကထောက်ပြခဲ့ပါရယ်စီးပွားရေးနဲ့ရင်းနှီးမြှုပ်နှံမှုတွေဟာပြည်သူတွေရဲ့လူမှုဘဝမြင့်တင်ရေးကိုအားဖြည့်ထောက်ပံ့ပေးဖို့လည်းတပ်ကတိုက်တွန်းခဲ့ပါရယ် နောက်ဆုံးအချက်အနေနဲ့ကတော့မြန်မာပြည်သူတွေကိုလစ်လူမရှုဘဲနိုင်ငံတကာအတိုင်ဝန်ကဝိုင်းဝန်းအကူအညီပေးကြဖို့ဆိုတာပါပဲအဲ့ဒီထဲမှာမြန်မာစစ်တပ်အပေါ်လက်နက်ဝယ်ယူခွင့်ပိတ်ပင်တာစီးပွားရေးအရာအေးအေးယူပိတ်ဆိုတာလေရင်စီတွေတင်သွင်းလို့မရနိုင်အောင်တားမြစ်တာပြည်ပခန့်တွေကနေထွက်ပြေးတိမ်းရှောင်လာတဲ့မြန်မာဒုက္ခသည်တွေကို မြန်မာဒုက္ခသည်တွေကိုအကူအညီပေးတာစတဲ့ကဏ္ဍပေါင်းစုံအကျုံးဝင်ပါတယ်ပြီးတော့နေဆက်ဖြက်ကျော်လူသားချင်းစာနာမှုအထောက်ပံ့တွေပေးနိုင်ရေးအတွက်ပူပြီးပြောင်းလဲပြင်လဲရှိတဲ့စိတ်ကူးဉဏ်ထက်သန်တဲ့နီးလန်းတွေကိုရှာဖွေအသုံးပြုကြဖို့လဲပါဝင်ခဲ့ပါတယ် နောက်ပြီးတွန်လန်ရေးအစိုးရဖြစ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG စစ်တပ်ကိုတွန်လန်နေတဲ့တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေဒီမိုကရေစီရေးတက်ကြွလှုံ့ရှားသူတွေအရက်ဘက်အဖွဲ့အစည်းတွေနဲ့ထိတွေ့မှုတွေမြင့်တင်ဖို့လဲတပ်ကထည့်သွင်းအကြံပြုခဲ့ပါတယ်။သူ့ရဲ့မိန်ကွန်းအဆုံးသတ်မှာတော့တပ်ကမြန်မာစစ်တပ်အနေနဲ့အကြမ်းဖက်ရန်လိုတိုက်ခိုက်မှုတွေကိုရပ်တန့်ပြီးလူသားချင်းစာနာမှုအကူအညီတွေဖြန့်ဝေပေးမှုကိုခွင့်ပြုဖို့မတရားဖန်ဆီးထားသူအလုံးကိုလွှတ်ပေးဖို့လဲတောင်းဆိုသွားပါတယ်။ အရင်ချက်တဲ့ဆိုးရွားနေတဲ့ကာလမှာတောင်မြမပြည်သူတွေဟာလူအခွင့်ရေးပေါ်အခြေခံတဲ့အနာဂတ်မျိုးအတွက်အစဉ်အစီအစဉ်တွေချမှတ်လှုပ်ဆောင်နေကြအောင်အဲ့ဒီမျှော်လင့်ချက်တွေလက်တွေ့ဖြစ်လာအောင်မြမပြည်သူတွေကိုကူညီဖို့နိုင်ငံတကာအတိုင်အဝန်မှာတာဝန်ရှိကြောင်းတက်ကပြောကြားသွားကြောင်းသိရပါဗျ။ဆလတ်တင်ဆက်ပေးမယ့်တရင်ကတော့ဒေါအောင်ဆန်းစုကြည်ကိုနေပြည်တော်ကစစ်စင်ရေးအထူးအဖွဲ့ရုံးဆိုင်ရာနေရာမှာဖမ်းဆီးထားဟုဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုစစ်ကောင်စီကနေပြည်တော်အချုပ်ထောင်နဲ့၁၄မိုင်အကွာမှာရှိတဲ့စစ်စင်ရေးအထူးအဖွဲ့ရုံးဆိုင်ရာနေရာမှာလုံခြုံရေးတင်းကျပ်စွာ မတရားဖမ်းဆီးချုပ်နှောင်ထားတယ်လို့မြန်မာပရိဇန်ဝန်တနက် MPW အဖွဲ့ကသတင်းထုတ်ပြန်ပါတယ်ဒေါ်အောင်ဆန်းစုကြည်ဟာသူ့မရဲ့အသက်အရွယ်အရတက်ကြီးပိုင်းတွေမှာဖြစ်လေရှိတဲ့ရောဂါဝေဒနာတွေအတွက်လည်းလုံလောက်တဲ့ကျန်းမာရေးဆောင်ရှားမှုတွေမရရှိဘဲအကျဉ်းသားတွေရဲ့ရပိုင်ခွင့်အခွင့်အရေးဖြစ်တဲ့ထောင်ဝင်စာဧည့်သည်ခွင့်ကိုလည်းခွင့်မပြုဘူး လို့ MPW ကနေဆိုထားပါတယ်စစ်ကောင်းဆောင်တွေအာဏာသိမ်းချိန်ကစလို့မင်းအောင်လှိုင်ရဲ့အပေါင်းပါတွေဟာဒေါအောင်ဆန်းစုကြည်ကိုမတရားသောဆွဆွဲချက်တွေမျိုးစုံတက်ကတရားသူကြီးတွေကိုယ်တိုင်ကနေမတရားစီရင်မှုတွေမှာပါဝင်ပြီးနှစ်ရှည်ထောင်ဒဏ်33နှစ်ထိချမှတ်ခဲ့တာပဲဖြစ်ပါတယ် 2023ခုနှစ်ဩဂုတ်လတရက်နေ့မှာတော့ဒေါ်အောင်ဆန်းစုကြည်အပေါ်ဆွဲဆိုအမိန့်ချထားတဲ့ပုံမှန်တွေထဲမှာတဘာဝဘေးပုံမှန်25ပို့ကုံသွင်းကုံဥပဒေပုံမှန်8ဆက်သွယ်ရေးဥပဒေပုံမှန်69နိုင်ငံတော်အကြီးညိုပြည့်စုံမှုပုံမှန်905ခွေစတဲ့အမှုလေးမှုကိုစစ်ကောင်စီကနေလွတ်ငင်းခွင့်ပြုခဲ့တယ်လို့ထုတ်ပြန်ခဲ့ပေမယ့်လက်ရှိမှာတော့ထောင်ဒဏ်28နှစ်အထိချမှတ်ခံထားရသေးပဲဖြစ်ပါတယ်။မတရားအမိန့်ချမှုတွေမှာပါဝင်ပတ်သက်ခဲ့တဲ့သူတွေကိုရိုင်းကျူးလွန်ခဲ့တဲ့သူတွေဒီ ီမိန့်ကိုအမိပေးစေခိုင်းသူတွေအားလုံးဟာကုပြောင်းကာလမှာပြည်သူလူထုနဲ့ကျမတို့အဖွဲ့အစည်းတွေဝိုင်းဝန်းကြိုးပမ်းမှုနဲ့အတူတရားမျှတရေးကိုပြန်လည်ဆောင်ရွက်ရမှာတေချာပေါက်ကိုလုတ်ခဲ့တဲ့လုပ်ရက်တွေအတိုင်းတဦးတယောက်ချင်းစီတာဝန်ယူမှုတာဝန်ခံမှုခံရအောင်ကြိုးပမ်းသွားပါမယ်ဟု MPW ဒုပြန်ကြားရေးတာဝန်ခံမဆူးငယ်ကပြောပါတယ် ဒါအပြင် MPW အဖွဲ့ကနေစစ်ကောင်းဆောင်တွေဟာတရားရေးရာဌာနကိုအုံချပြီးဒေါအောင်ဆန်းစုကြည်ကိုမတရားဖမ်းဆီးခဲ့တယ်လို့စစ်ကောင်းဆောင်တွေရဲ့အမိန့်ကိုလည်းစပူတီရီမြို့နယ်တရားသူကြီးဦးမမောင်လွင်တက္ကိနခရိုင်တရားသူကြီးဦးရဲလွင်မန္တလေးတိုင်းတရားလွတ်တော်တရားသူကြီးဦးမြင့်ဆန်းနဲ့မန္တလေးတိုင်းဒေသကြီးတရားလွတ်တော်တရားသူကြီးချုပ်ဒေါခင်သိန်းဝေတို့ကနေလိုက်ပါဆောင်ရွက်ခဲ့ကြတယ်လို့ထုတ်ပြန်ထားတာပါ။ အခုလိုဒေါအောင်ဆန်းစုကြည်မတရားဖမ်းဆီးခံထားရမှုကြောင့်ဖြစ်ပေါ်လာတဲ့နောက်ဆက်တွဲကိစ္စရပ်တွေကိုတာဝန်ခံရမယ့်သူတွေကတော့ကာကွယ်ဦးစီးချုပ်မင်းအောင်လိုင်းဒုကာကွယ်ဦးစီးချုပ်ဆိုဝင်းပြည်ထရေးဝန်ကြီးဟောင်းစိုးထွပြည်ထရေးဝန်ကြီးဟောင်းရာပြည့်ပြည်ထရေးဝန်ကြီးထွန်းထွန်းအောင်ကာဆာထခြောက်မှုတွေဖြစ်တဲ့ဒုတိယဗိုလ်ချုပ်ကြီးတန်လိုင်းဒုတိယဗိုလ်ချုပ်ကြီးတန်ထွန်းဦးဒုတိယဗိုလ်ချုပ်ကြီးဒေသာကျော်ဒုတိယဗိုလ်ချုပ်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဒေသာကျော်ဒုတိယဗိုလ်ချုပ်ကြီးဖုံးမြတ်တို့အပြင်အချင်းဦးစည်းဌာနညွှန်ကြားမှုချုပ်ဟောင်းဇော်ဝင်းအချင်းဦးစည်းဌာနညွှန်ကြားမှုချုပ်မျိုးစွေနေပြည်တော်အချုပ်ထောင်ထောင်ပိုင်ဦးသိန်းစော်မောင်ဒုထောင်ပိုင်ဦးကျော်သူရဦးစည်းရာရှိဦးအောင်တန်းမြင့်လက်ထောက်ကြီးကြပ်ရေးမှူးကျော်မင်းထိုက်ဦးစည်းရာရှိတင်ကြီးမြင့်လက်ထောက်ကြီးကြပ်ရေးမှူးမေသူအောင်တို့ဖြစ်ပြီးစစ်ကောင်းဆောင်အလို့ကြဆောင်ရွက်သူတွေများစွာရှိနေသေးတယ်လို့ MBW ကနေဖော်ပြပါတယ်ဒေါအောင်ဆန်းစုကြည် ဒေါအောင်ဆန်းစုကြည်ကိုအာနာသိန်းစစ်ကောင်စီကနေမတရားဖမ်းဆီးချုပ်နှောင်မှုအကျဉ်းသားခွင့်ရပယ်ဖျက်မှုနဲ့စိတ်ပိုင်းဆိုင်ရာညှဉ်းပန်းမှုအပေါ်အပြည်ပြည်ဆိုင်ရာအတိုင်းဝိုင်းကနေပြင်းပြင်းထန်ထန်တုံ့ပြန်မှုတွေပြုလုပ်ကြဖို့လဲ MPW အဖွဲ့ကတောင်းဆိုထားကြောင်းသိရပါဗျ။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့မြန်မာစစ်တပ်ကိုတိုက်လေရင်နဲ့လက်နက်များရောင်းချနေသည့်တရုတ်လက်နက်ကုမ္ပဏီ AVIC မှယင်းနီမြုံနယ်မှုများကို Airbus ကပြန်လည်ရုပ်သိမ်းခဲ့ခြင်းသည်ကြီးမားသောအောင်ပွဲတစ်ခုဟု JFN ကြွေးကြော်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဥရောပလေကြောင်းကုမ္ပဏီကြီး Airbus ကမြန်မာစစ်တပ်ကိုတိုက်လေရင်နဲ့လက်နက်များရောင်းချနေသည့်တရုတ်လက်နက်ကုမ္ပဏီ AVIC ထံမှယင်းနီမြုံနယ်မှုများကိုပြန်လည်ရုပ်သိမ်းခဲ့ခြင်းသည်ကြီးမားသောအောင်ပွဲတစ်ခုဟု JFN ကကြွေးကြော်လိုက်ပါသည်။ မြန်မာစေအုပ်စုကိုထောက်ပံ့ပေးနေတဲ့စီးပွားရေးလုပ်ငန်းရှင်များအားရပ်တန့်စေရေးအတွက်တရုတ်လေကြောင်းလက်နက်ကုမ္ပဏီ AVIC မှယင်းနှီးမြုပ်နှံမှုများပြန်လည်ရုပ်သိမ်းရန်တောင်းဆိုသည့်ကမ္ဘာတဝန်းမှအရက်ဘက်အဖွဲ့အစည်းများ၊တပိတ်အဖွဲ့များ၊ကုန်သွယ်ရေးအဖွဲ့များနဲ့လူပုဂ္ဂိုလ်များထံမှကြီးမားသည့်ဖိအားပေးတောင်းဆိုမှုများရှိလာခဲ့ပြီးနောက်ဥရောပ Airbus ကုမ္ပဏီကြီးသည်တရုတ်စစ်လက်နက်ကုမ္ပဏီ AV China ထံမှယင်းနှီးမြုပ်နှံမှုများကိုပြန်လည်ရုပ်သိမ်းခဲ့ခြင်းဖြစ်ပါသည်။ယင်းဖြစ်ရပ်ကရက်ဆက်ကြမ်းကြုတ်မှုများတွင်လောင်စာဖြင့်ကူညီနေ သည့်အကျိုးဆက်များရှိလာမည်အကြောင်းကို AVIC နှင့်တရုတ်အစိုးရအတွက်တတိပေးချက်တရက်ဖြစ်ခဲ့ကြောင်း Justice for Myanmar ကတတိပေးပြောဆိုပါရယ် Airbus အနေဖြင့်နောက်ထပ်အရေးယူဆောင်ရွက်မှုများလုပ်ဆောင်ရန်နှင့် AVIC ကမြန်မာစစ်တပ်အတွက်ပံ့ပိုးမှုအလုံးကိုဖျက်တောက်စေရန် AVIC အပေါ်မှာရှိနေသေးတဲ့၎င်းရဲ့ဩဇာလွှမ်းမိုးနိုင်မှုကိုအသုံးပြုရန်သို့မဟုတ်ပါက AVIC နှင့်မိမိတို့၏စီးပွားရေးလုပ်ငန်းများကိုပါတဘာရေးရတန်ရန်တိုက်တွန်းတောင်းဆိုသောကြောင့်သိရှိရပါသည်